အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ကနေပရိသတ်များအားလုံးကို ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့ကျမတို့ရဲ့ channel ကနေပြူရည်သားထားတဲ့ဒဏ္ဍာရီအိယဝင်ပုံမြင်များတွေမှာအိမ်မက်မင်းသမီးဆိုတဲ့ပုံမြင်လေးကိုတင်ဆက်ပေးမှာဖြစ်ပါရစေ။ဟုတ်ကဲ့ပါရှင်။ပုံမြင်လေးကိုမတင်ဆက်ခင်မှာတော့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပြီးဖို့တောင်းဆိုပါရစေ။ဒါဆိုရင်တော့ပုံမြင်လေးကိုခုပဲဆက်လိုက်ကြရအောင်နော်။ဒုက္ခဝရီပြူအဆူရတဲ့ မားကမင်းကြီးရဲ့တာတော့မင်းသားလေးဒီပတ်တရာမြင်ရင်လေးချင်းနေချင်တာဖြစ်လေတော့တယ်ရက်လိုက်စဟိတ်ဖေတာကြီးတနီယာကိုရောက်တဲ့အခါမှာတော့မင်းသားလေးဒီပတ်ရဲ့မြားရက်တန့်သွားလေတော့တယ်အဲ့ဒီနေရာကချုံတွေပိတ်ပေါင်းများထူထပ်စွာ ဖုံးအုပ်နေတဲ့မြို့တကာကြီးတစ်ခုနာ ဖြစ်လေတော့တယ်အဲ့ဒီတန်းတန်းကြီးရဲ့အတွင်းထဲမှာတော့ဘာတွေရှိတယ်ဆိုတာကိုသိချင်လိုက်တာဒါလွန်ခဲ့တဲ့နေပေါင်းများစွာကလေးကပြတ်တုံးသွားခဲ့တဲ့ ရှီဟောင်ပြုတော်တခုလည်းဖြစ်နိုင်တယ်။ဒီနေ့ကျရင်တော့ငါအဲ့ဒီခြေကိုမရောက်ရအောင်သွားမယ်။ဒီနေရာကိုရောက်တိုင်းရောက်တိုင်းမှာငါရဲ့ဆီကတိတ်ကိုထူးဆန်းနေတယ်။တစုံတစ်ယောက်ကငါ့ကိုလိုက်လဲစွာနဲ့ဖိတ်ခေါ်နေသလိုခံစားနေရတယ်။ဒီအကြောင်းတွေကိုနန်းတွင်းကပညာရှိတွေထံမှမေးရင်သိနိုင်မယ်။နန်းတွင်းကိုရောက်တဲ့အခါမှာတော့မင်းသားလေးရဲ့မေးမြန်းချက်ကိုမြည်သူတူတူတယောက်များမဖြေဆိုနိုင်ခဲ့ဘူးတဲ့။ ကျွန်တော်မျိုးတော့မသိပါဖေ။ပညာရှိမကြီးတွေတောင်မှမသိမှာတော့ဘယ်သူသိနိုင်ပါလဲ။ဟွန်းအဲရှီဟောင်မျိုးတန်းကြီးရဲ့အကြောင်းကိုသိအောင်လို့ငါဘယ်လိုကြိုးစားရပါမလဲ။လောကမှာဒီအကြောင်းကိုသိသူ တူးတယောက်တော့ရှိတယ်ကောင်းပါရဲ့။ရှီဟောင်ကျန်းစာရီထဲမှာလဲဒီအကြောင်းနဲ့ပတ်သက်လို့ရေးထားတာဘာမှမတွေ့ရဘူး။မအိပ်သေးဘူးလားတာတော့။ဩခမီးတော့ပါလား။အဲ့လိုလဲမရသေးပါဘူးခမီးတော့ရဲ့။တာတော့တွေ့ခဲ့ရတဲ့ ရှင်ဟောင်မြို့တန်းကြီးအကြောင်းကိုခမီးတော်သိပါသလား။ဒါရေအခြေမြင့်မရှိတဲ့အရာတွေနဲ့အပင်မမခံပါနဲ့။တားကိုကြည့်ရတာဟိုးအရင်ကလိုတကြလန်းဆန်းမှုမရှိသလိုပဲ။အရင်လိုပြပြရွှေရွှေနေစမ်းမှကွယ်။ညာအိမ်ရဝင်သည့်အချိန်ရှင်ဟောင်မြို့တန်းကြီးရဲ့အကြောင်းများကမင်းသားလေးဒီပရဲ့အာယုန်ထဲမှာထွက်ခွာမသွားခဲ့ပါ။ငါမနဲ့ကြရင်တော့အဲ့မြို့တန်းကြီးအထက်ကိုမရောက်ရောက်အောင်သွားမယ်။ နောက်တနေ့မိုးလင်းတာနဲ့တပြိုင်နဲ့မင်းသားလေးဟာသူ့ရဲ့စီးရုံမြင့်ကိုစီးပြီးတော့မြို့တိုင်းကြီးရှိရာစီကိုထွက်လာခဲ့တော့တယ်။အဲ့ဒီအချိန်မှာပဲအသက်120ခန့်ရှိပြီဖြစ်တဲ့အဖွားအိုတူဟာမင်းသားလေးကိုငေးကြည့်နေခဲ့တယ်။မင်းမင်းလေးရဲ့အဖွားအိုတူပါလား။အဖွားကိုရေတစ်ခွက်လောက်တိုက်ပါကွယ်။ဟုတ်ကဲ့အဖွားဟောနေရကပဲစောင့်နေနော်။မင်းသားလေးလည်းအနီးနားမှာရှိတဲ့ချောင်းကလေးစီကိုပြေးသွားပြီးတော့ ဖက်ခွက်နဲ့ရေကိုခတ်ပြီးရင်တော့အဖွားအိုအားတက်လိုက်တော့တယ်။နောက်ထပ်လို့ရင်လည်းပြောတော့ပါ။ကျွန်တော်ထက်ခတ်ပေးမယ်။တာရုကွယ်တာရုတာရုငါမီလီကျမ်းမာပါစေချမ်းသာပါစေ။အဖွားအိုမင်းလာပြီဆိုတော့ဘာမှမလုပ်နိုင်မကန်နိုင်တော့ပါဘူးကွယ်။ခီးသွားတာလဲအရန်ကိုပြင်မနေပြီ။အဖွားဘယ်ကိုသွားချင်တယ်လဲဆိုတာကိုသာပြောပါ။ကျွန်တော်လိုက်ပို့ပေးပါမယ်။ရပါတယ်ကွယ်။လိုက်မပို့ပါနဲ့။ ဒါနဲ့မီးလီယာဒီနေရာကိုဘာလာလောက်တာလဲဟောဒီမြို့တတိုင်းကြီးအထဲကိုဝင်မလို့ပါဘွာอืมအဲ့မြို့တတိုင်းကြီးထဲမှာလူသူကိမဲခဲ့တာ အခုဆိုရင်နေပေါင်းတရာကျော်ကြာခဲ့ပြီလေဟင်ဒါဆိုအဖွာဟောဒီမြို့တော်ကြီး အကြောင်းကိုသိရပါဘောသိရပါဘောကွယ်ဒါတွေကအဖွာတို့ငယ်စဉ်ခါကဖြစ်ဖြစ်ခဲ့တဲ့အဖြစ်ဖြစ်တွေပါဒါဆိုကျွန်တော်အဲ့အကြောင်းကိုပြောပြပါလိုက် ငါမီလေးတိတ်ချင်တပါဆိုရင်လေအဖွာပြောပြပေးပါမယ်။လွန်ခဲ့တဲ့နှစ်ပေါင်း၁၀၀ကျော်လောက်ကပေါ့ကွယ်။ဟဲ့နေရာမှာအလွန်ကြီးကျယ်ခနာတဲ့နန်းတော်ကြီးတစောင်းရှိခဲ့ပူတယ်။တန်းပြီအုပ်ချုပ်တဲ့ဘေးရင်မှာတော့လာသားအရွယ်သမီးတော်လေးတပါးလည်းရှိတယ်။ငါသမီးတော်လေးအတွက်နမီပေကင်မွတ်တမင်္ဂလာအခမ်းအနားကိုကျင်းပရမယ်ဝင်းမင်းတို့။တင်းမြတ်ကြောင်းပါဖျား။ဒါကြောင့်တန်းပြီအတွင်းမှာရှိတဲ့ထင်ရှားတဲ့ပုဂ္ဂိုလ်အလုံးကိုဖိတ်ကြားစီ အဲ့လိုနဲ့ပဲနန်းတော်ကြီးထဲမှာတော့အလွန်ကြီးကျယ်ခမ်းနားတဲ့နမီပေကီမွတ်တမင်္ဂလာခမ်းနားကြီးကို အောင်မြင်စွာနဲ့ကျင်းပနိုင်ခဲ့ပါတော့တယ်။ရွှေပွဲလာအိပ်ပရိသတ်များကလည်းရွှေမင်းသမီးလေးအတွက်လက်ဆောင်တွေဆက်တိုက်ရင်းနဲ့စုမှုန်ကောင်းတွေတောင်းပေးကြတော့တာပေါ့။ရွှေမင်းသမီးလေးကျမ်းမာပါစေချမ်းသာပါစေ။ရွှေမင်းသမီးလေးတက်တော်ရကြရှိပါစေ။ရွှေမင်းသမီးလေးဟာဒီကဘာပေါ်မှာအချိုးဆုံးအလှဆုံးသူဖြစ်ပါတယ်။နောက်ဆုံးမှာတော့ မင်းသမီးလေးကိုရွှေကနမလေးဆိုပြီးတော့အမေပေးလိုက်ကြပါတော့တယ်တဲ့ရွှေကနမလေးဒင်းတို့ကတိတ်ကိုပျော်နေကြပါလားအဲ့အချိန်မှာပဲမင်းသမီးလေးရဲ့နမီပေကီမိုတာမင်္ဂလာအခမ်းအနားဝဲကိုတက်ရောက်ဖို့ဖိတ်ကြားခြင်းမခံရတဲ့နတ်ဆိုးမကြီးဟာဘင်ကြီးပေါ်မှာလွန်စွာဆစ်ဆိုးလျက်ရှိနေပါတော့တယ်ငါလိုထင်ရှားတဲ့လူကတော့မှမဖိတ်ကြားပဲခြံလှထားခဲ့တဲ့ဘယင်မိုက်ပါလားတွေ့မယ်တွေ့မယ်နတ်ဆိုးမကြီးလည်း ဘင်ကြီးရဲ့ရှိတော်မကူအရောက်လာခဲ့တော့တယ်။မင်္ဂလာပါဘင်ကြီး။ဟာနှစိုးမကြီးပါလား။ဘာထုတ်ခပေးအောင်မလဲမသိဘူး။တိတ်ပြီးတော့အံ့ဩသွားသလား။မကောင်းချင်ဘူးလာတာပဲဖြစ်ရမယ်။ဖះဖះ။တတိထားမှာ။ဟဲ့နှစိုးမကြီး။နေ့ကဘသူကဖိတ်လို့ဒီနေရာထိလိုက်လာရသလဲ။အဲ့လိုဘသူမှမဖိတ်လို့ဒီနေရာအထိမရောက်ရအောင်တကူးတက လာခဲ့ရတာပေါ့ ူများတွေကအရှင်မင်းကြီးရဲ့တမီးတော်လေးပေါ်မှာကျမ်းမာပါစေချမ်းသာပါစေအသက်ရှိပါစေ အစင်းလှပါစေဆိုပြီးတော့အမျိုးမျိုးဆုတောင်းပေးနေကြရင်တော့ဟွကျုပ်ကလည်းမင်းသမီးလေးအတွက်ထူးခြားတဲ့ဆုတစ်ခုကိုပေးလိုပါတယ်ဟမ်မင်းကြီးနားစင်ပါမင်းသမီးလေးအသက်16နှစ်ပြည့်တဲ့အခါသူ့ရဲ့လက်ကိုအဆုပြီးတော့သေးပါစေအိုးအဲ့လိုကျဉ်ဆူသွားရတဲ့တပြိုင်နက်နဆူမကြီးလည်း နန်းတော်ရင်းကကွယ်ပြောက်သွားခဲ့တော့တယ်။တဲရောက်มาတယ်နဆူမကြီးပါလား။ဟာဟာဟိုမှာထွက်ပြေးသွားပြီဟဲ့။အိုးဒုက္ခပဲ။နဆူမကြီးရဲ့ကျင်းစာအရဆိုရင်တော့သမီးတော်လေးဟာအသက်16နှစ်ပြည့်ရနဲ့တီးဟာတော့မှာပါလား။ဖျားဖျား။ဟဲ့ဝင်းမင်းတို့သမီးတော်လေးကိုနဆူမကြီးရဲ့ကျင်းစာကလွတ်အောင်လို့မကူညီနိုင်ကြတော့ဘူးလား။မန်လပါ။နဆူမကြီးဟာ အလုံးပဲတကူကြီးမလာပါရဲ့ဖေဟာသူ့ရဲ့ကျင်းစားကလွှမြောက်ဖို့အတွက်ကျွန်တော်မျိုးတို့မတက်နိုင်ပါဘူးဖေဟာသမီးတော်လေးကိုဘသူမှမကင်နိုင်ကြတော့ဘူးလားလောကကြီးမှာတော့သမီးတော်လေးကိုစောင့်ရှောက်မဲ့နှကောင်နှမျက်တွေမရှိကြတော့ဘူးလားအဲ့ဒီအချိန်မှာပဲလူသားများအပေါ်မှာတနာကျင်နာတက်တဲ့အလွန်စိတ်ကောင်းရှိတဲ့နှက်သမီးကြီးတပါးဘင်းကြီးရဲ့ရှိတော်မောက်ကို ရောက်ရှိလာခဲ့တော်တယ်အရှင်မင်းကြီး ဘာမှမစိုးရင်ပါနဲ့အတင်မင်းကြီးကိုကျွန်ုပ်ကူညီပါမယ်ဒါဒါဆိုလဲကျွန်ုပ်ကိုကူညီပါနဲ့သမီးကြီးရဲ့နတ်ဆိုးမကြီးရဲ့ကျင်းစာအလုံးအားလွင့်ပြဲသွားအောင်လို့ကျွန်ုပ်မကူညီနိုင်ပါဘူးဒါပေမဲ့မင်းသမီးလေးအသက်မတီအောင်ကတော့ကူညီနိုင်ပါတယ်နတ်ဆိုးမကြီးရဲ့ကျင်းစာအတိုင်းဆိုရင်မင်းသမီးလေးအသက်16နှစ်ပြည့်တဲ့အခါသူ့ရဲ့လက်မှာအဆုပြီးတော့နေ့တရာတိုင်းအိပ်ပျော်သွားလိမ့်မယ် နေ့တရပြင်းမြောက်တဲ့နေ့မှာတော့ဖူးစာရှင်ဖြစ်တဲ့မင်းသားလေးတပါးကမင်းသမီးလေးရဲ့ပါးပြင်ကိုနမ်းမှသာကျင်းစာအလုံးကနေနိုးထပြီးတော့ပြန်လဲအသိရှင်လာပါလိမ့်မယ်။ဘာပဲပြောပြောလေသမီးတော်လေးတေးရမထဲဆိုင်တော့အိပ်ပျော်နေတာကပိုကောင်းပါလေလေ။ဒီအတွက်အသေးနှစ်သမီးကြီးကိုကျွန်ုပ်ကျေးဇူးအများကြီးတင်ပါတယ်။ဒေါ်ပါတီးရဲ့နှစ်သမီးကြီးကဲပြီလို့ဟဲ့ဝင်းမင်းတို့ ငါကိုရော်မြတ်ရဲ့တိုင်းပြည်အတွင်းမှာရှိတဲ့အအားလုံးကိုဖျက်ဆီးစေမန်လာပါဖေဟာတိုင်းသူပြည်သားလူအများတို့လေနိုင်ငံအတွင်းရှိသော အများကိုချက်ချင်းဖျက်ဆီးပြရမည်ဖျက်ဆီးပါကတေတံကြခံရမည်ဘရင်အမိတ်တော်တိုင်းသူပြည်သားတို့လေမင်းသမီးလေးအဆွေတရားမင်းအဖြစ်ကိုမလိုလားကြတာကြောင့်မိမိတို့အိမ်မှာရှိနေကြတဲ့အများကိုအတီးတီးဖျက်ဆီးပြကြလေတယ်အရေးကြိုပြတာအကောင်းဆုံးပဲ။ တိုင်းပြည်မှာတော့အမရှိတာကြောင့်အဝိထည်လုပ်ငန်းများရပ်တန့်သွားတော့တယ်။လိုအပ်တဲ့အဝိထည်များကိုတော့တိုင်းတစ်ပါးမှ ဝယ်ယူတည်သွင်းစေတယ်။ငါသမီးတော်လေးသာဝရကျမ်းမကြီးရမယ်။အဲလိုနဲ့ရွှေမင်းသမီးလေးဟာ36နှစ်အရွယ်ကိုပင်ရောက်ရှိလာခဲ့တော့တယ်။သူမရဲ့အလာလူတို့ရဲ့အစင်းကိုကြော်၍နှတ်တို့ရဲ့အစင်းကဲ့သို့ပင်လပ်ပါလေတော့တယ်။အင်းသမီးတော်လေးလဲ16နှစ်တည်းရောက်လာပြီဆိုတော့ပို့ပြီးတော့ဂယူးဆက်ရမယ်။ ဘယင်ကြီးဟာသမီးတော်လေးရဲ့အလုံးစုံရင်အတွက်အဆောင်ကျများစွာထားပြီးတော့စောင့်ရှောက်ထားလိတော့တယ်။ရွှေမင်းသမီးလေးရဲ့ကစားပေါ်မှာတော့ထွားလေးဟုအမိရတဲ့ခွေးကလေးတစ်ကောင်သာဖြစ်လိတော့တယ်။ထွားလေးရေဂျီဝလာဂျီဝရော့ရော့ရော့လိမ်မာလိုက်တာလာနေနဲ့ငါဘောလုံးကစားကြမယ်ရော့ဒီဘောလုံးကိုကောက်ပြီးတော့ငါစီကိုပြန်ယူလာခဲ့မင်းသမီးလေးနဲ့သူမရဲ့အချစ်တော်ခွေးကလေးတို့ဟာ ဥယျာဉ်အတွင်းမှာကစားနေစဉ်အတွင်းမှာပဲဘောလုံးလေးဟာချမ်းပြင်းကိုခုံထွက်သွားတော့တယ်။ဟဲဒုက္ခပါပဲ။ချမ်းပြင်းကိုထွက်သွားပြီ။ဖာခမီးတို့ကငါ့ကိုအပြင်မထွက်ရဘူးလို့အမိတ်ချုပ်ထားတာ။ဒီတော့နေမဲအပြင်ထွက်ပြီးတော့ရှာပြီးတော့ထွားလေးရေ။ထွားလေးဟာတတိုင်းကြီးရဲ့အခြေမှရှိတဲ့မလွယ်ပေါက်ကနေတဆင့်အပြင်ကိုထွက်လာခဲ့တော့တယ်။ဘောလုံးကိုရှောက်ဖွေးတော့တယ်။အဲ့လိုနဲ့အချိန်တော်ကြာတဲ့တိုင်အောင် အတွင်းကိုပြန်မြောက်လာတာကြောင့်မင်းသမီးလေးဟာထွားလေးအတွက်စိတ်ပူနေမိတော့တယ်။ကြားလိုက်တာအပြင်မှာတခုခုများဖြစ်နေသလား။ငားလိုက်သွားမှဖြစ်တော့မယ်။ထွားလေးရေထွားလေးအဲ့လိုတွေးလိုက်တာနဲ့တပြိုင်နက်မလွယ်ပေါက်တကအလိုလိုပွင့်လာတော့တယ်။ဟောတကားပွင့်လာပြီ။တတိုင်းအပြင်ကိုရောက်တဲ့အခါမှာတော့စိန်လန်းတဲ့မြက်ခင်းပြင်များရောင်စုံဖူးပွင့်နေတဲ့ပန်းများလိပ်ပြကလေးများနဲ့ကျင်းခဲ့တရကားလေးများက ရွှေမင်းသမီးလေးရဲ့ရှင်ကိုအေးမြသွားကြည့်တော့တယ်။ဟင်းလားလိုက်တာ။လေးကလည်းတန်ရှင်လက်ဆနေရပဲ။နန်းတော်ကြီးတွေကဥယျာဉ်ကြီးတဲ့ထောက်မှာပို့ပြီးတော့တာယာနေသေးတယ်။အမန်ကတော့အဲ့ဒီမြင်ကွင်းအလပများအလုံးဟာနတ်ဆိုးမကြီးရဲ့လက်စားမှုတစ်ခုမျှသာဖြစ်လေရော။မကြခင်မှာပဲနေတည်ရမယ့်အချိန်ကိုရောက်တော့မှာပါ။ကျိုးစူပါတယ်မင်းကလေးအဲ့လိုနဲ့ရွှေမင်းသမီးလေးဟာနတ်ဆိုးမကြီး အဝိ600အနီကိုရောက်ရှိလာခဲ့တယ်။ဟောရှင့်မှာအဖွားအိုတူပါလား။ဘာလို့နေရလဲမသိဘူး။သွားကြည့်ဦးမ။အဖွားအဲ့ဒါဘာလို့နေရလဲ။အဝိချုပ်နေတာပေါ့သမီးလေးရဲ့။ဟင်အဝိချုပ်တယ်ဆိုတာဘာလို့ပြောတာလဲ။အဝိချုပ်တယ်ဆိုတာကအခုသမီးလေးဝစ်စင်ထားတဲ့အဝိအစားတွေကိုချုပ်လို့ရတဲ့အတတ်ပညာပေါ့ကွယ်။ဟုတ်လား။သမီးဒါမျိုးတစ်ခါမှမလုပ်ဘူးသေးဘူး။အခုလှုပ်ကြည့်ပေါ့ကွယ်။ အဖွားကိုယ်တိုင်တင်ပေးမှာပေါ့နတ်ဆိုးမကြီးဟာအဝိချုပ်အကူမင်းသမီးရဲ့လက်အတွင်းကိုထပ်ပေးလိုက်တော့တယ်ရော့တမီးချုပ်ကြည့်မယ်နော်မင်းသမီးလေးဟာအဝိချုပ်အကူယူပြီးတော့ချုပ်ကြည့်ရမှာတော့လက်ကိုအဆူမိသွားလေရောတယ်အမေအဖွားရေလောက်ပါအောင်တမီးလက်ကိုအဆူသွားပြီတီးခံလိုက်ပါတမီးရေခဏနေရင်တက်တော့သွားမှာပါဟော်ရီမာအေးအေးချင်လိုက်တာ မင်းသမီးလေးမာကအဲ့ချင်လွန်လာတာကြောင့်ဟမ်မဆောင်နိုင်တော့ပဲနေရာမှာပင်အယုတ်ကျူပြလဲကြပြီးတော့အိပ်ပျော်သွားရှာတော့တယ်။အောင်မီဟဲ့အောင်မီအောင်မီငါ့ကျန်အောင်မီနန်းပင်ပေကင်မိုးထမင်္ဂလာခန်းနာဝဲကြီးမှာငါ့ကိုမဖိတ်ကြပဲခြံလက်ထားခဲ့တဲ့ပင်ကြီးစိတ်တော့ကရောက်ပြီဦးတော့နန်းဆိုးမကြီးဟာရွှေမင်းသမီးလေးတည်သွားပြီဟုသောအထင်နဲ့အဲ့ဒီနေရာကနေပြန်လဲထွက်ခွာလာတော့တယ်။ ရွှေမင်းသမီးလေးကမြင်တို့မြနိုးရင်မရအောင်အိပ်ပျော်သွားရှာလိပြီ။တခင်မဖြစ်သူကိုမြင်တို့မြနိုးမရတာကြောင့်ချွာလေးတကောင်တော့ပြရခတ်သွားတော့တယ်။နောက်ဆုံးမှတော့နဲတော်ကြီးစီကိုအာကုန်ပြေးသွားပြီးတော့ဘရင်ကြီးအားသွားရောက်ခေါ်ဆောင်နေတော့တယ်။ဒီခွေကဘလို့ဖြစ်နေရပါလဲ။ဒီနေ့မှအမူအရာကထူးခြားလိုက်တာ။ငါ့ရဲ့ပစိုးစက်ကိုဆွဲပြီးတော့ခေါ်နေပါလား။တခုခုတော့ထူးခြားနေပါပြီလေ။ဟွန်း ဒီနေ့ဟာတမီးတော်လေးအသက်16နှစ်ပြည့်တဲ့နေ့ပဲ။အိုးတမီးတော်လေးတကခုဖြစ်လို့လာခေါ်ရမလား။ဖះဖះ။ဟဲ့မင်းချင်းတို့ထွားလေးခေါ်ဆောင်ရနောက်ကိုလိုက်ကြစမ်း။ဘင်ကြီးနေ့တကွာရဲမဲတူဟာထွားလေးခေါ်ဆောင်ရတန်းကြီးရဲ့အပြင်ဘက်ကိုထွက်လာခဲ့ကြတော့တယ်။လိုက်ဟိတ်လိုက်ဟာတမီးတော်လေးဘာမှမဖြစ်ပါစေနဲ့။မြက်ခင်းပြင်ကြီးပေါ်ကိုရောက်တဲ့အခါမှာတော့ အိပ်ပျော်နေပြီဖြစ်တဲ့သမီးတော်လေးကိုတွေ့လိုက်ရတာကြောင့်ဘင်းကြီးခမရတော့စိတ်မကောင်းဖြစ်ရရှာလေတော့တယ်။အိုးသမီးတော်သမီးတော်ထင်းတဲ့အတိုင်းမှာပဲလား။ဟင်သမီးတော်ရဲ့လက်ထင်းမှာလဲအတချောင်းပါလား။ပြီးတော့လက်ကိုလည်းအဆူးခံရတဲ့ထင်းရရင်းနဲ့သွေးတွေစွန့်နေတယ်။ဒါဒါဆိုသမီးတော်လေးဟာနတ်ဆိုးမကြီးရဲ့ကျင်းစာအတိုင်းကိုတကယ်ဖြစ်လာခဲ့ပြီပေါ့။ ိတ်ကိုရုပ်မရမ်းစင်းနဲ့နှဆူမကြည့်ပါလားဒင်းကိုတတက်မကြည့်ဘူးဟိဆင်မကောင်းကြပါပဲရွှေမင်းသမီးလေးဟာတစ်ဆက်၆နှစ်ပြည်တာနဲ့လက်ကိုအဆူပြီးတော့နေ့တရာတိုင်းအိပ်ပျော်သွားပါလိမ့်မယ်ဖြစ်ပြီးမှတော့ဘယ်တက်နိုင်ပါမလဲကွယ်တနာကြီးကကောင်းလိုက်တာအဖြစ်ဆိုးလိုက်တာသမီးလေးရဲ့ဘင်းကြီးဟာအိပ်ပျော်နေရှာတဲ့သမီးတော်လေးကိုပွေ့ချီပြီးတော့နန်းတော်ရင်ကိုခေါ်ဆောင်လာခဲ့ပြီးတော့ဂရင်ကြီးပေါ်မှာအိတ်ဆက်စီခဲ့တော်တယ် အပြစ်ကင်းတဲ့သမီးတော်လေးအပေါ်မှာကံတရားအဘကြောင့်များရက်စက်ရတာပါလေနေ့တရားပြလို့သမီးတော်လေးနိုးထလာချိန်မှာတော့ဖဖေတို့အားလုံးဟာလူလောကထဲမှာရှိကြတော့မှမဟုတ်တော့ပါဘူးအဲ့ဒီခါကျရင်တော့သမီးတော်လေးကိုဘသူကများဆောင်းဆောင်ပေးမှာပါလေပင်ကြီးဟာသမီးတော်လေးရဲ့နောင်ရင်းကိုတူပြီးတော့ရှင်လေးနေမိတော့တာပေါ့သမီးတော်လေးရဲ့စိတ်ကောင်းရှိတဲ့နေသမီးကြီးဟာပေါ်ထွက်လာပြီးတော့ ဘင်းကြီးအားနေသိစကားဆိုလေတော့တယ်အဲ့အတွက်တော့အရှင်မင်းကြီးဘာမှမစိုးရင်ပါနဲ့မင်းသမီးလေးနိုးထလာချိန်မှာတော့တင်တို့အားလုံးတယောက်မှအသက်မတည်ကြသေးပါဘူးတင်တို့အားလုံးကိုလည်းမင်းသမီးလေးနဲ့အတူနေ့တရာတိုင်းအိပ်ပျော်သွားအောင်လို့ဖန်ဆင်းပေးပါမယ်ကဲတင်တို့အားလုံးဟာမင်းသမီးလေးနဲ့အတူအိတ်ဆက်အနားယူကြပြီတော့အဲ့ဒီနောက်နေ့သမီးကြီးကဘင်းကြီးနဲ့တကွအမတ်ကြီးများစစ်တီရဲမဲများအားလုံးကို အိတ်ပြော်တော့အောင်လို့ဖန်ဆင်းပေးလိုက်လေတော့တယ်။ဟာအိတ်ချင်လိုက်တာ။သွားအိတ်တော့မယ်။ထွာလီကသခင်မရဲ့ချင်းရင်မှာအိတ်နေတဲ့။စပူမူတို့ကလည်းစပူဆောင်ထဲမှာလကောင်း။စင်ထိန်မင်းထိန်တို့ကလည်းစင်တင်းကုတ်အတွင်မှာလကောင်း။ဥယင်မူတို့ကလည်းဥယင်ကြီးအတွင်မှာလကောင်း။အတီးတီးအိတ်ဆက်ကြလေတော့တယ်။အဲ့အကြောင်းအရာများကိုပြည်သူပြည်သားတို့ကြားသိရတဲ့အခါမှာတော့ရွှေမင်းသမီးလေးအတွက် လွန်စွာစိတ်မကောင်းဖြစ်ကြရတော့တယ်တို့မင်းသမီးလေးဟာတကက်ကိုတနာစရာကောင်းနေနန်းဆိုးမကြီးဟာတကက်ကိုမုံမို့ကောင်းနေ သူ့ကြောင့်ပဲတို့မင်းသမီးလေးဒုက္ခရောက်ရတာသူ့ကိုလုံးဝမကျေနပ်ဘူးပြည်သူပြည်သားတို့ကလည်းရွှေမင်းသမီးလေးရဲ့အကြောင်းကိုသူတို့ရဲ့သားသမီးများအားပုံမြင်တစ်ပုတ်အဖြစ်ပြန်လဲပြောပြကြတော့တာပေါ့နေ့ကာလကြာမြင့်လာတဲ့အခါမှာတော့အဲ့အကြောင်းကိုမြေသူမြတ်မပြောကြတော့ဘူး နန်းတော်ကြီးအတွင်မှရွှေမင်းသမီးလေးအကြံဟာတဖြည်းဖြည်းနဲ့မေးမိန်ပြောက်ကွယ်သွားပါတော့တယ်။နန်းတော်ကြီးဒီလေခြုံရွယ်ပိတ်ပေါင်းများဖုံးအုပ်ပြီးတော့တော်ကြီးတစ်ခုတပွဲဖြစ်နေတော့တာပေါ့။အဲ့အချိန်ကစလို့ရွှေမင်းသမီးလေးတယောက်အိပ်ပျော်နေလိုက်တာ။ဒီနေ့အချိန်ထိဆိုပါတော့ကွယ်။အိုးတနာစရာနော်။မင်းသားလေးဒီပဟာအဖွားကိုပြောပြတဲ့စကားများကိုတေချာစွာမှတ်သားထားလိုက်တော့တယ်။ အခုမင်းသမီးလေးစင်စာလူမြောက်ဖို့အတွက်အချိန်တန်ပါပြီလေအခုလိုပြောပြတဲ့အတွက်အဖွားကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ဟောဒီနန်းတော်ကြီးထဲမှာသွားခွင့်ပြုပါအောင်မင်းသားလေးဒီပါ အဖွားအိုအားနှုတ်ဆက်ပြီးတဲ့နောက်မြို့တန်းကြီးအနားကို ခြေကက်လာပြီးတော့နွယ်ကြိုးများကိုခိုးတွေ့ပြီးတော့အပေါ်ကိုတက်လိုက်လေတယ်ဟောခြုံရည်ဖုံးနေလို့လမ်းပြောင်းနေပါလားငါအရင်ဆုံးလမ်းရှင်းရမယ် ကိုင်ဟာလမ်းရှိရမှာတော့ငွေစုများနေလဲရင်ဆိုင်တက်ခတ်ရတော့တယ်အချိန်တော်ကြာတဲ့တိုင်အောင်ကျူစာရှင်းလင်းပြီးမှနန်းတော်ကြီးကိုတွေ့မြင်ရလေတော့တယ်ဟောအတော်လေးကိုခဏတာပဲငါအပေါ်အတက်မယ်မင်းသားလေးဒီပါဟာနန်းတော်ကြီးအပေါ်ကိုတက်မြင့်ပြုစင်မှာတော့မထင်မှတ်ပဲမိနကားကြီးတကောင်ရဲ့တက်ခတ်ခြင်းကိုခံရလေတော့တယ်ဟင်းလာစမ်းပါနဲတဲ့အကောင်ကြီးမှမဟုတ်ပဲ ဒါပေမဲ့ဒီကောင်ကြီးကိုငါမရရအောင်တိုက်မယ်။မင်းသားလေးနဲ့မင်းနကားကြီးတို့ထိတ်တိုက်တွဲဆုံကြလိမ့်ပြီ။ဟာမင်းနဲ့မဟုတ်တယ်ဟ။ဒါနှစိုးမကြီးကအဆောင်ချထားတာပဲဖြစ်မယ်။တတိကြီးစွာထားမှာပဲ။နေပေါင်းတရာကျော်ကြအောင်စောင်းစားခဲ့ရတဲ့ရွှေမင်းသမီးလေးရဲ့သူရဲကောင်းဆိုတာနေလား။ဟဟလွတ်မယ်လို့တော့မထင်လိုက်ပါနဲ့။ဟင်နှစိုးမကြီးပါလား။တွေးကြသေးရပေါ့။ ငါရဲ့လက်ရုံးတော်ဖြစ်တဲ့ဟာရီမိနကားကြီးကိုအနိုင်တိုက်နိုင်ပါသားနေ့ကိုနန်းတော်ကြီးရဲ့ဝင်ခွင့်ပြုမယ်ရှားတယ်လေလာခဲ့စမှာမိနကားကြီးကမင်းသားလေးဒီပေါ့ကိုထိုးတော့ရန်အတွက်အရှိန်ဟုန်ပြင်းစွာနဲ့ဝင်လာခဲ့ချေပြီမင်းသားလေးကလင်းမြန်စွာရှောင်းတင်ပြီးတော့မိနကားကြီးရဲ့ဝမ်းပိုက်ကိုဓားဖြင့်ထိုးသွင်းလိုက်လေတော့တယ်မိနကားကြီးဟာအလိုနာခြင်းနဲ့ဝေဒနာကြောင့်အော်ခေညင်းညူရင်းနဲ့မြေပြင်ပေါ်ကိုလဲကျလာပါတော့တယ် အဲ့အခါမှာတော့မင်းသားလေးကမင်းငါကြီးရဲ့ကောင်းကိုသူ့ရဲ့ဓာတ်နဲ့လင်းမြန်စွာပဲခုတ်ပိုင်လိုက်ပါတော့တယ်။မင်းငါကြီးကတော့စက်သိန်းသွားလိပြီ။ဟွန်းခုတော့တင်ပါတတ်နိုင်သေးလေ။ဟေးနှဆိုးမကြီးမရှိတော့ပါလား။ငါ့ကိုကြောက်လန့်ပြီးတော့ထွက်ပြေးသွားတာပဲဖြစ်ရမယ်။ငါနန်းတော်ကြီးတဲ့ကိုဝင်မယ်။မင်းသားလေးဒီပါဟာနန်းတော်ကြီးတဲ့ကိုဝင်လိုက်တာနဲ့တပြိုင်နက်အိပ်ပျော်နေတဲ့ရဲမင်းများကို ဥစွာတွေ့ရလေတယ်။ဟောသူတို့တွေကအိပ်ပျော်နေလိုက်တာ။နေ့တရာတော့ရှိသွားပါပေါ့လား။နောက်တခန်းကိုပြောင်းရှာမယ်။နောက်ဆုံးမှာတော့ရွှေမင်းသမီးလေးအိတ်ဆက်ရအခန်းစီကိုရောက်ရှိလာခဲ့တော့တယ်။ဟော။အိုးလာလိုက်တာကွယ်။နတ်သမီးလေးအတိုင်းမှာပဲလား။မင်းသားလေးဟာရွှေမင်းသမီးလေးကိုမြင်မြင်ချင်းမှချစ်မိသွားတော့တယ်။သူဟာငါ့ရဲ့ဖူးစာရှင်လေးပဲဖြစ်ရမယ်။ မင်းသားလေးဒီပါမင်းသမီးလေးရဲ့ပါပြင်ကိုညင်သာစွာနဲ့နန်းဆိုင်လိုက်တာနဲ့တပြိုင်နဲ့ဟင်သူသူနိုးလာပြီမင်းသမီးလေးအဆင်ပြေရဲ့လားနေ့တရတိုင်းအိပ်ပျော်နေတဲ့မင်းသမီးလေးဟာအဲ့ရကနေပြန်လဲနိုးလာတော့တယ်တဲ့ထွားလေမင်းသမီးလေးအချစ်တော်ထွားလေးဒီလေမင်းသမီးလေးနဲ့အတူတပိုင်နဲ့တည်းနိုးလာတော့တယ်တဲ့မောင်ကြီးကိုမကြောက်ပါနဲ့နော်မောင်ကြီးဟာနမရဲ့ရန်သူမဟုတ်ပါဘူး ကူညီမဲ့သူပါ။နမမောင်ကြီးကိုလုံးဝမကြောက်ပါဘူး။ဘာကြောင့်လဲဆိုတော့မောင်ကြီးကနမရဲ့ကဲတင်ရှင်ဖြစ်တယ်လို့နမရဲ့ဖူးစာရှင်လည်းဖြစ်နေလို့ပါပဲ။အိုးဝမ်းသာလိုက်တာကွယ်။မင်းသမီးလေးလည်းမင်းသားလေးဒီပမော်မှာမင်းကမြဖြစ်ပြီးချစ်မိလေတော့တယ်။ဒါဆိုရင်တော့မောင်ကြီးတို့နေရာချစ်သူတွေဖြစ်သွားကြပြီပေါ့နော်။အဲဒီအချိန်မှာတော့ဘီရင်ကြီးနဲ့တကွာ နိုင်ရင်းမှာရှိတဲ့လူများအားလုံးဟာလည်းပြန်လည်နှိုးချလာခဲ့ကြတော့တယ်။ဝေးငါတို့အားလုံးစင်စာလွတ်ပြီကွပျော်လိုက်တာ။ချုံတွေပိတ်ပေါင်းများဖုံးအုပ်ထား၍တော်ကြီးတပွဲဖြစ်နေတဲ့နန်းတော်ကြီးအားလည်းချက်ချင်းဆိုသလိုပဲရွှေရောင်ငွေရောင်များတောက်ပပြီးတော့ပြန်လည်ဆန်းတက်လာတော့တယ်။မောင်ကြီးဟာဒုက္ခဝရီပြူအဆူရတဲ့မာကမင်းကြီးရဲ့တားတော်ပါ။ဒီတခါမောင်ကြီးနေပြီးတော့ပြင်နမတော်လည်းအတူလိုက်ခဲ့ရမယ်နော်။ ဆေးကြပါမောင်ကြီး။မောင်ကြီးခေါ်ဆောင်ရအောင်တော့ကမြမလိုက်ခင်ပါပါ။အရင်ဆုံးဖခင်မီးတော်ထံမှာခွင့်ချောင်းအောင်မယ်နော်။သမီးတော်တို့ပြောနေတဲ့စကားတွေကိုခမီးတော်ကြားပြီးပါပြီကွယ်။အခုဆိုရင် သမီးတော်လည်းအချိန်တန်လို့အရွယ်ရောက်လာပြီဆိုတော့သမီးချစ်သူ ခေါ်ဆောင်ရအောင်တော့လွတ်လပ်စွာလိုက်သွားနိုင်ပါပြီ။သမီးတော်ရဲ့ချစ်သူဟာမင်းသားလေးတပါဖြစ်တာမို့သမီးတော်နဲ့ဂုံရည်ချင်းတူမြတ်ပါပြီလေ။နေရာတိဘဝတိမှာ သမီးတော်လေးဘဝအစစအရအဆင်ပြေပါစေကွယ်။ပေးတဲ့ဆုနဲ့ပြည့်ပါစေဖျား။မင်းသားလေးကလည်းသမီးတော်လေးအပေါ်မှာအတက်တမြကာဝယ်ဆောက်ရှောက်သွားပါနော်။စိတ်ချတော်မူပါဖျား။ကျွန်တော်မျိုးတို့အရှင်မင်းကြီးကိုရှေခိုးကြော့ပြီးတော့နှုတ်ဆက်ခဲ့ပါတယ်။နေပေါင်းတရာကျော်ကြအောင်ဘဝအတိတ်ပင်မဲ့ခဲ့ရတဲ့သမီးတော်လေးဟာအခုလိုပြောရှင်နေရအောင်မြင်ရတာဝမ်းသာပါတယ်ကွယ်။မာကမင်းကြီးကလည်း တားတော်နေတကွရွှေမင်းသမီးလေးကိုနှစ်ထောင်းအရနဲ့ကြိုးစိုးလက်ခံတော်မူပြီးတဲ့နောက်ချိန်မြာလက်ထပ်ပေးလိုက်ပါတော့တယ်။တားတော်လေးနဲ့ချွေးမတော်တို့ရိုးမြေကြအထိသာဝရပေါင်းသိနိုင်ကြပါစေကွယ်။နေအနေငယ်ကြလို့မာကမင်းကြီးနှံ့ရဆန်တဲ့အခါမှာတော့တားတော်ဒီပါမင်းသားလေးဟာနန်းတက်လာပါတော့တယ်။ရွှေမင်းသမီးလေးဟာလည်းမိဖုရဲ့ကောင်းကြီးဖြစ်လာခဲ့တော့တာပေါ့။ငါကိုယ်တော်မြရဲ့လက်ထက်မှာတော့ တိုင်းပြည်ကြီးပုံမတိုးတက်စီပင်လာအောင်ဆောင်ရွက်တော်မူမယ်။တင်းနဲ့ကြောင်ပါဖျားမကြမီမှာပဲရွှေမင်းသမီးလေးရဲ့ဝန်းကနေတားယောက်ကြတဲ့တူကိုအောင်မြင်စွာနဲ့မွေးဖွားနိုင်ခဲ့လေတော်တဲ့။ဘဝကကီလေးနဲ့ချစ်စရာလေးပါလားကွယ်။ငါရဲ့တားတော်လေးဟာတချိန်ကျရင်တော့ငါလိုပဲဒုက္ခဝရီပြူကိုအဆူရတဲ့ဘရင်ဖြစ်လာမှာပဲ။တလပြည့်တဲ့အခါမှာတော့ငါရဲ့တားတော်လေးအတွက် နမီပေကီမွတ်တမင်္ဂလာခန္ဓာကိုကျင်းပပေးရမယ်။ကောင်းတာပေါ်အမောင်ကြီးရဲ့ဒီတခါတားတော်လေးရဲ့ကေမွတ်တအခန်းထဲမှာတော့နတ်ဆိုးမကြီးကိုလည်းဖိတ်ကြားရမယ်။တော်ကြာသူ့ကိုမဖိတ်လို့ဆိုပြီးတော့စိတ်ဆိုးနေအောင်မယ်။သူစိတ်ဆိုးရင်သိတယ်မလား။နေ့တရာထိအိပ်ပျော်သွားအောင်လုပ်နိုင်တယ်လေ။ဟုတ်တယ်။သူ့ကိုလည်းဖိတ်ရမယ်။ဘီအန်ဒီပါဟာတားတော်လေးရဲ့နမီပေကီမွတ်တမင်္ဂလာအခန်းနာကိုတက်ရောက်ချင်းမိပါရင် နတ်ဆိုးမကြီးအားဖိတ်ကြားပါတော့လေမတက်ရောက်နိုင်တော့ဘီအကြောင်းမှာတော့နတ်ဆိုးမကြီးအားဘီရင်ဒီပအီဖုန်းတကူအရှင်ဝါကိုကြောက်ရွံ့တလို့တော့ကြောင်းအဲ့တိုင်းပြည်တွေမှာမနေဝင့်တော့ဘဲအခြားတိုင်းပြည်တကူကိုအပြီးပိုင်ပြောင်းရွှေ့သွားပါတော့တယ်တားတော်လေးကိုမောင်ရပြီဆိုပြီးတော့နှမီပေးရမယ်အဲ့လိုနဲ့ဘီရင်ဒီပမမီရဲ့တိုင်းသူပြည်သားများအပေါ်မှာ ရှင်ဝဲတားခဲ့သူသဘောထားအုပ်ချုပ်ရင်းနဲ့တသက်တာကာလပတ်လုံးမှာတော့ ။ချစ်တော်မိသားစုနဲ့အတူချမ်းသာစွာနေထိုင်သွားလျော်ရတဲ့။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ပုံမြင်လေးကတော့ဒီလောက်ပါပဲရှင်။နောက်ဆက်စစ်နေမှာလည်းဒီလိုစိတ်ဝင်စားဖို့ရပုံမြင်လေးတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပြီးပြီးတော့အားပေးစောင့်မျှော်နှာစင်ပေးပါအောင်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။